မင်္ဂလာပါရှင်တပတ်အတွင်းမှာအထူးကြဆုံးသတင်းတွေနဲ့ပြည်သူတွေကြားစိတ်ဝင်စားမှုအများဆုံးဖြစ်ခဲ့တဲ့သတင်းတွေကိုစုစည်းတင်ဆက်ပေးမယ်တပတ်အတွင်းအထူးကြသတင်းများအစီအစဉ်ဖြစ်ပါရယ်ရှင်ပထမဆုံးကတော့စစ်တပ်ကကျင်းပမဲ့ရွေးကောက်ပွဲအတွက်ပြည်ပရောက်မြန်မာနိုင်ငံသားတွေကြိုတင်မဲ့ပေးနိုင်ဖို့ပုံစံ15တင်ရမယ့်ရက်တွေကိုထပ်တိုးသတ်မှတ်ထားပေမဲ့လည်းပြည်ပရောက်မြန်မာနိုင်ငံသားတွေအနေနဲ့မဲပေးဖို့စံနာမရှိသလိုရွေးကောက်ပွဲစန့်ကျင်ရေးစံနာပြပွဲတွေပြုလုပ်သွားမယ်လို့ပြောဆိုနေကြတဲ့သတင်းကိုလည်းပြန်လည်ထုတ်လွှင့်လိုက်ပါတယ် ဒီနေ့ကုံပိုင်းမှာစပြီးအာနာသိန်းစစ်တပ်ကကျင်းပမဲ့ရွေးကောက်ပွဲပထမပိုင်းအတွက်ပြပရောက်မြန်မာနိုင်ငံသားတွေကြိုတင်မေးပေးနိုင်ဖို့ပုံစံစစ်ငါဖောင်းဖြည့်ဆွဲရမယ့်ရက်ကိုအရင်ကအောက်တိုဘာလ3ရက်နေ့နဲ့6ရက်နေ့အထိနောက်ဆုံးသတ်မှတ်ထားရကနေလက်ရှိမှာအောက်တိုဘာလ15ရက်နေ့နဲ့16ရက်နေ့အထိသက်ဆိုင်ရာနိုင်ငံတွေရဲ့အတည်ယုံအလိုက်ထပ်တိုးသတ်မှတ်လိုက်တာဖြစ်ပါတယ်။ စစ်တပ်ကပြပရောက်မြန်မာတွေကြိုတင်မင်းပေးနိုင်ဖို့ရတိုးသတ်မှတ်ထားပေမဲ့လေကိုရီးယားရောက်မြန်မာတွေကတော့စစ်ကော်မရှင်ကျင်းပမဲ့အတုအယောင်ရွေးကောက်ပွဲကိုမင်းပေးဖို့ဆန္ဒမရှိကြသလိုရွေးကောက်ပွဲဆင်ကျင်ရေးဆန္ဒပြပွဲတွေကျင်းပတော်မင်းလို့မြန်မာဖက်ဒရယ်ဒီမိုကရေစီအောင်နိုင်ရေးအဖွဲ့ပေါင်းချုပ် MFDMC ရဲ့အတွင်းရင်းမှုဖြစ်တဲ့ကုကျော်ဆန်းကပြောပါတယ် တောင်ကိုရီးယားနိုင်ငံမှာရှိတဲ့မြန်မာနိုင်ငံသားတွေအများစုကျွန်တော်စစ်တမ်းကောက်ကြည့်ချိန်မှာလည်းဒါစိတ်ဝင်စားမှုနည်းပါးရပါတော့အများစုကဒီစစ်ကောင်စီတန်ယုံနဲ့လည်းပတ်သက်လို့စိတ်မရှိဘူးမဲပေးလို့လည်းစင်တာလည်းမရှိဘူးအဲပြီးတော့နောက်တစ်ခုကတော့ဒီမဲပေးဖို့ပုံစံ55တန်ယုံကိုအဲတွားသွင်းမဲ့ဆိုရင်ဒီမှာမြန်မာနိုင်ငံမှာရှိတဲ့လိပ်စာတွေပြောမှမိဘရဲ့အချက်လက်တွေပြောတခြားသော personal အချက်လက်တွေအလုံးဖြည့်သွင်းရမှာဖြစ်တဲ့အတွက်ကြောင့်မလုံခြုံရေးဆိုင်ရာစိုးရိမ်ချက်ပေါ့နော်ဆိုတော့နောက်တစ်ခုကတော့အသီးမဲ့ပြုတဲ့အပိုင်းပေါ့ အဲဒီအချိန်မှာတော်တော်များများစစ်ကုန်မရှင်ကိုအားလုံးကဝိုင်းပြီးတော့အာရွှေရှာမုန်တိနေရတဲ့အတွက်ကြောင့်မပူပေါင်းဆောင်ရွက်မှုပိုင်းအားနေတဲ့အတွက်ကြောင့်မလို့ဒါကကျွန်တော်တို့ပုံစံ55ကျင်ညာတဲ့ရက်ကိုနောက်ကိုဆုတ်ဆုတ်ပြီးကျွန်တော်တို့အချင်းချင်းခါခါကျင်ညာနေတဲ့ကိစ္စလို့မြင်ပါတယ်ဗျာစေကော်မရှင်ကပြုလုပ်မဲ့ရွေးကောက်ပွဲဟာလွတ်လပ်ပြီးတရားမျှတမှုရှိတဲ့ရွေးကောက်ပွဲမဟုတ်တဲ့အတွက်တောင်ကိုရီးယားကမြန်မာနိုင်ငံသား900ကျော်ဟာအော်တိုဘာလ၄ရက်နေ့ကလမ်းလျှောက်ခြိတက်ဆန္ဒပြပွဲကိုကျင်းပပြုလုပ်ခဲ့တယ်လို့သိရပါတယ် ဒါအပြင်လာမယ့်အော်တိုမာလ16ရက်နေ့မှာလေရွေးကောက်ပွဲစံချိန်ရဲ့ဆန္ဒပြပွဲတွေကိုကျင်းပတော့မှာဖြစ်တယ်လို့သိရပါတယ်ကျူတင်မင်းဆန္ဒပေးနိုင်ဖို့ပုံစံဆင့်ကဖောင်ပြရမှာမေပေသူရဲ့အမည်လူမျိုးနေရလိမ့်စာဆက်သွယ်ရဲ့လိမ့်စာတွေအပါအဝင်နိုင်ငံသားစစ်စစ်ရဲ့ကပ်ပြအိမ်ထောက်စုစည်းရဲနဲ့မြမနိုင်ငံကိုလက်မဲ့မိထုတွေကိုပါပူရဲပေးပို့ရမှာဖြစ်တယ်လို့ဆိုထားပါတယ် အလားတူပဲဂျပန်ရောက်မြန်မာနိုင်ငံသားတယောက်ကလည်းစစ်ကော်မရှင်လုံမဲ့ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးစိတ်ဝင်စားမှုမရှိသလိုမဲလဲထင်မှမဟုတ်ဘူးလို့ဆိုပါတယ်။ဂျပန်နိုင်ငံမှာရှိတယ်ဒီမြန်မာတန်ယုံကနေပြီးတော့သူတို့ရဲ့ Facebook page ကနေပြီးတော့တင်ညာတယ်ပေါ့နော်ဒီလာမဲ့ရွေးကောက်ပွဲမှာအဲဂျပန်မှာရောက်နေတဲ့ဒီမြန်မာတွေကျူတင်မဲ့ဆန္ဒပေးဖို့ပုံစံ15ဖောင်ပြဖို့ဆိုပြီးတော့သူတို့ Facebook page ကနေပြီးတော့တင်ညာပေါ့နော်ဒါပေမဲ့တိတိလောက်အဲအတိမိတ်ဆွေတွေနဲ့ဒီမြန်မာတွေကတော့ ကျမမရှိနေတဲ့မြန်မာတွေကတော့အဲ့ဒါဟိုတော့စိတ်ဝင်စားကြပါဘူးဒီဖုတ်လူတွေငပြီရှိတယ်လို့တော့မထင်ပါဘူးမလေးရှားရောက်မြန်မာတွေကလည်းစစ်ကော်မရှင်ကျင်းပမယ့်ရွေးကောက်ပွဲကိုပြင်းပြင်းထန်ထန်ခြုံချရတယ်လို့ပြောဆိုကြပါတယ်။ဒါတော့ကျွန်တော်တို့အားလုံးတိုင်းပြည်ပါဖြစ်နေကြလေဆိုတော့အားလုံးမြင်တွေ့တဲ့အတိုင်းပဲလေနော်ကျွန်တော်တို့ကမနက်ခင်းဆိုရင်ဒီမှာရှိတဲ့လူတွေကအကုန်လုံးအနာတရားတွေနဲ့ကြည်ပါပဲ ိုးမဲ့အိမ်မဲ့တွေနဲ့မိသားစုတပွဲတပြားနဲ့နော်အားလုံးပေါ့နော်ဒါကျွန်တော်တို့လည်းလူလည်းခံစားနေရဆိုတော့အများဆန္ဒကကျွန်တော်တို့ဒါတည်ရတယ်လို့ဆိုလို့ရှိရင်လည်းအတူမှရလို့ဒါကျွန်တော်တို့ပတ်ဝန်းကျင်အားလုံးပေါ့နော်ဇာတိရတွားပြီးတော့မဲမပေးကြပါဘူးကျွန်တော်အနေနဲ့ပြောမယ်ဆိုရင်တော့ကျွန်တော်တို့ကတော့ပြင်းပြင်းထန်ထန်ရှုတ်ချတာပေါ့နော် စစ်ကောင်စီကတော့ရွေးကောက်ပွဲကိုအပိုင်းလိုက်ကျင်းပပြုလုပ်တော့မှာဖြစ်ပြီးလာမယ့်ဒဇင်မာလာ28ရက်နေ့မှာပြုလုပ်မယ့်ရွေးကောက်ပွဲအပိုင်း1ကိုတော့နိုင်ငံတော်လုံးရှိမျိုးနယ်102မျိုးနယ်မှာကျင်းပတော့မှာပါအနာသိစစ်တပ်ကလုပ်မဲ့ရွေးကောက်ပွဲဟာတရားမဝင်တဲ့အထုအယောင်ရွေးကောက်ပွဲဖြစ်တယ်လို့အမျိုးသားညီညွတ်ရေးအစိုးရအင်ယူဂျီနဲ့တော်လေးအင်အားစုတွေကထုတ်ပြန်ထားပါတယ်။ကျွန်မကေခိုင်ပါ။ မြောင်နယ်ဇေယျကုံကြီးရွာကိုလေကြောင်းကနေပေါင်250ပုံရော့ကတ်တွေနဲ့စစ်တပ်ကပစ်ခတ်ခဲ့တာကြောင့်ကလင်းငယ်တွေပါဝင်ဒေသခံ၁၀ယောက်ထက်မနည်းဒဏ်ရာရတဲ့သတင်းကိုလည်းထုတ်လွှင့်လိုက်ပါတယ်။စကိုင်းတိုင်းမြောင်မြို့နယ်ဇေယျကုံကြီးရွာကိုအောက်တိုဘာ15ရက်နေ့မနက်7:00နာရီဝန်းကျင်မှာစစ်တပ်ကလေကြောင်းကနေတိုက်ခိုက်တာကြောင့်ကလင်းငယ်တွေပါဝင်ပြည်သူ၁၀ယောက်ထက်မနည်းဒဏ်ရာရခဲ့တာပါ။ ဝမ်ပိုက်ကိုထိမှန်ခဲ့တဲ့မြို့သမီးတယောက်ကတော့ဒဏ်ရာပြင်းထန်ပြီးစိုးရိမ်ရတယ်လို့ဒေသခံတွေကပြောပါတယ်စစ်တပ်ကပေါင်150ဘုံးတလုံးနဲ့ရော့ကတ်ဆက်တနက်တွေနဲ့ပစ်ခတ်ခဲ့တာဖြစ်ပြီးမြေပြင်မှာတိုက်ပွဲမရှိဘဲအခုလိုပြုမူခဲ့တာပါဒီတုံးလူကဘူးလို့မရှိဘူးရဟိုဟာထိခိုက်တံရာကြီးများတာဟုတ်အဲចောင်းသားလေးတယောက်ပါတယ်ကလေးတယောက်အမေကောင်အမေတယောက်ပါတယ်ចောင်းသားတယောက်ပါတယ်ပြီးတော့ အဲအသက်ကြီးတဲ့လူတွေပေါ့နော်တကယ်လို့လုပ်ငန်းလုပ်နေတဲ့လူတွေရောနေရာချတာ6နေရာလောက်ချတာဆိုရောကက်ရပစ်တာရောကက်6လုံးကြာမှာပေါ့6နေရာနောက်ပြီးတော့ပေါင်250ဝန်းကျင်ခန့်တော့နော်မနော်အဲအဲ့လာကြီးကကျတော့တိုးလက်ကြတာတော်လေးကဒီရွာတောင်တိုးလက်မလို့ဟိုရွာလက်ဆိုရင်တော့ပြီးမှာပေါ့အဲအိမ်ကြီးပြက်တဲ့တိရစ္ဆာန်ကတော့ပြီးပြီနွားလေးဝက်လေးမိပြမဘာရှိဘူးနော်အလော့အလော့လာတာရေကောင်းကနေမနှစ်ကတော့ငါလေဒီအချိန်မဲ့လေနှစ်ရက်ကွာရမနှစ်ကရနဲ့တစ်နှစ်ပြည့်ပြီးတော့နောက်မှာနှစ်ရက်ဆုံးနေတယ်နှစ်ကလူကြီးပြီးတော့ကလေ မြောင်နယ်စရက်ကုံရွာကို2024အောက်တိုဘာလထဲမှာစစ်တပ်ကပထမကြိမ်လေကြောင်းတိုက်ခိုက်ခဲ့ပြီးအဲဒီတုန်းကပြည်သူ9ယောက်ထိခိုက်ဒေဆုံးခဲ့ပါတယ်။မြောင်နယ်ဟာလက်နက်ကင်တော်လှန်ရေးအစိုးရကာလတွေမှာ PDF တွေအကောင်နဲ့နေမြေဖြစ်ပြီးစကိုင်းတိုင်းရဲ့ပထမဆုံးလူမျိုးနယ်မြေဖြစ်နမည်ထွက်ခဲ့တဲ့ဒေသဖြစ်ပါတယ်။သွားတော့ရာနေပြီးတော့စလာပါဆိုရင်အဲတယောက်ကတော့သွားလာမကောင်းဘိုက်မှန်တဲ့တယောက်ပါဟုတ်တယ်အမျိုးမျိုးတန်ရာရတဲ့လူအများကြီးပေါ့ဗျာစက်မှန်လေးများတယ်နေရာပေါင်းကအဆုံကြီးဆိုတော့လမ်းကျောကတော့အရင်လမ်းကျောတွေအရင်တခါမှန်တဲ့အိမ်လေးအထိ အဲ့ဒီရောက်လာတာပြက်လာတော့ကျနော်ဒီတက်ကြလဲလောက်လို့ပြက်လာလက်ပိတ်ဆိုင်ဆောင်ရေးလန်းလန်းနဲ့ပြင်းပြင်းဆိုအတန်ကြီးပြက်တန်ကြတော့ဒါကြတဲ့အကုန်လုံးထိုးဝင်ရတယ်မောက်နေကြတာပုံစံတော့ရေပြက်တယ်ကတော့ကြောင်းပုံစံမျိုးဖြစ်မှာပါကြောင်းဆွမ်းလာတယ်ပြကြည့်နေပုံကအကြောင်းလို့ခဲတော့မဟုတ်ဘူးကြောက်မြောက်ပါကဓမ္မပင်တွေရောအစားလည်းပြတ်တယ်အနွားတွေရောခြေောက်တွေပြတ်တယ်ရွာဦးကဖရားကလည်းအဲဒီအုံတိုင်းနေပြူကြအလုံးတွေကသေးသေးဆိုတော့ဖိဟိုလိုအစားဦးပြတ်တဲ့အနေသားတွေတော့မဟုတ်ဘူးပြတ်တာတော့တော်တော်များတယ် မြောင်နယ်ဟာမန္တလေးတိုင်းမကွေးတိုင်းတို့နဲ့နမိတ်ချင်းကြီးစပ်နေပြီးဒေသရင်းတိုက်ပွဲတွေမှာလိုအပ်တဲ့နေရာတွေကိုမြောင်ဒေသရင်း PDF တွေကလိုက်လံကူညီပံ့ပိုးနေတာပါ။ ARE မြကံပြပတီရှိပြီးစကိုင်းမန္တလေးမကွေးဒေသတွေမှာပြူဟာရရေးပါတဲ့နေရာမှာရှိနေတဲ့အတွက်စစ်တပ်ကဖိအားပေးထိန်းချုပ်ဖို့ကြိုးစားနေတဲ့ဒေသလည်းဖြစ်ပါတယ်။ကျွန်တော်တုဒ္ဒချန်တာပါ။ ဒေါ်ဆန်းစုကြည်နဲ့ဦးဝင်းမြင့်တို့ကိုမှနိုင်ငံရေးအကျဉ်းသားလို့မသတ်မှတ်ရင်မြန်မာပြည်မှာနိုင်ငံရေးအကျဉ်းသားသတ်မှတ်ရမယ်သူမရှိတော့ဘူးလို့ APP နိုင်ငံရေးအကျဉ်းသားများကူညီစောက်ရှောက်ရေးအတွင်းတာဝန်ရှိသူကပြောလိုက်တဲ့သတင်းကိုလည်းပြန်လည်ထုတ်လင်းလိုက်ပါတယ်။ဟုတ်ကဲ့ပါ။ PPP ပါတီခေါင်းဆောင်ဒေါက်တာ တက်သက်ခိုင်ကဒေါ်ဆန်းစုကြည်နဲ့သမ္မတဦးဝင်းမြင့်တို့ကိုသတင်းစာရှင်းလင်းပွဲတစ်ခုမှာနိုင်ငံရေးအကျဉ်းသားတွေမဟုတ်ဘူးလို့ပြောလိုက်ပေမဲ့ APP ကတော့အခုလိုပြန်လည်ပြောဆိုလိုက်တာပါ။ တော်မွေးတဲ့တည်းမှာအဲဒီနိုင်ငံကျင်းသားတို့တောင်ဆန်းစုကြည်တို့ဦးဝင်းမြင့်တို့ဦးဝင်းထိန်တို့အကြောင်းလေးလည်းပါပါတယ်သူတို့လူမြောက်ဖို့အတွက်တောင်းဆိုသွားမှာလားအားလေးသိချင်ပါတယ်အဲကျွန်မသိရတဲ့လောက်ပေါ့နော်ဒါဒါဒါ public information လည်းဖြစ်ပါတယ်ရှင့်အဲဆိုလို့ရှိရင်နိုင်ငံရေးကျင်းသားလို့နိုင်ငံတကာကတတ်မှတ်တာရှိပါတယ်သို့တော်လည်းတကယ်တမ်းပုံမှန်တွေကတော့နိုင်ငံရေးပုံမှန်တွေမဟုတ်ပါဘူးရှင့်တသက်ခိုင်ပေါ့တသက်ခိုင်ဆိုတာကျွန်တော်တို့ရှင်းရှင်းပြောရလို့ရှိရင် နိုင်ငံရေးကိုခွေးတို့ပေါက်ကနေပြီးတော့ဝင်လာတယ်ပြီးတဲ့ခါကျတော့ NLD မှာလာပြီးတော့ကတ်တယ်အဲ့ဒီကနေပြီးတော့နောက်ပိုင်း NLD ကနေမောင်းထုတ်လိုက်တဲ့အခါမှာသူ့အတူပါတီထောင်ပါတီထောင်တဲ့အချိန်တည်းကနေပြီးတော့တခြားသူကိုတိုက်ခိုက်ဖို့အပုတ်ချဖို့ပဲသူကပြောနေတာမင်းအွန်လိုင်းရဲ့နောက်မီဆွဲအချက်ဖက်စေအိုးစုရဲ့နောက်မီဆွဲလုပ်နေတဲ့သူတယောက်ရဲ့ပြောလာတဲ့မှတ်ချက်ကိုကျွန်တော်တို့ကဘာမှမှတ်ချက်ပေးစရာမလိုဘူးဘသူကနိုင်ငံရေးကျင်းသားဖြစ်တယ်ဘသူကနိုင်ငံရေးကျင်းသားမဖြစ်ဘူးဆိုတာကျွန်တော်တို့အားလုံးသိပြီးသားဖြစ်တယ်ဒေါ်ဆန်းစုကြည်တို့ တမရာကြီးဦးမင်းတို့ကိုမှနိုင်ငံရေးကျင်းသားအဖြစ်မတက်မှတ်ဘူးဆိုရင်ကျွန်တော်တို့နိုင်ငံမှာနိုင်ငံရေးကျင်းသားတက်မှတ်เสียမရှိတော့ဘူးဒါကြောင့်မို့ဒီလိုဆေးဥစုရဲ့နောက်ပြီးဆွဲတယောက်ပြောတဲ့စကားကိုအသေးစိတ်မှတ်ချက်ပေးเสียတော့ဘာမှမရှိပါဘူးအလားတူပဲစီရီယံဝန်ထမ်းတွေຫນွေဦးဒေါ်လန်ရေးလှုပ်ရှားသူတွေကလည်းအခုလို ပြောဆိုနေကြပါတယ်အမ်ဒေါ်ဆန်းစုကြည်ကိုနိုင်ငံရေးအကျဉ်းသားမဟုတ်ဘူးလို့ပြောရင်တော့ကျွန်တော်တို့အခုမြန်မာနိုင်ငံမှာ ပေါ့နော်အမှန်တရားအတွက်တိုက်ပွဲဝင်ရင်းနဲ့နော်နိုင်ငံအရေးအတွက်တိုက်ပွဲဝင်ရင်းနဲ့နိုင်ငံရေးအတွက်တိုက်ပွဲဝင်ရင်းနဲ့ထောင်ထဲမှာရောက်ရှိနေတဲ့အကျဉ်းသားတွေရှေ့ကအစ်ခက်ဆက်ဆက်မှာနိုင်ငံအရေးကြောင့်ထောင်ချခဲ့တဲ့အကျဉ်းသားတွေနိုင်ငံရေးအကျဉ်းသားဆိုတာဘယ်သူမှတက်လို့ရတော့မထင်ဘူးဗျဒေါ်ဆန်းစုကြည်ကိုနိုင်ငံရေးအကျဉ်းသားမဟုတ်ဘူးဆိုတော့ဗမာပြည်မှာဘယ်သူ့ကိုနိုင်ငံရေးအကျဉ်းသားလို့ပြောစီချင်တာလဲပေါ့နော်ရဲဘော်ရဲဘက်ကောင်းနေဆိုတာဟာခက်ခဲတွေနဲ့ ရင်ဆိုင်နေရတဲ့အခါဒုက္ခတွေနဲ့ကြုံတွေ့နေရတဲ့အခါမှာဘေးကနေပြီးတော့မမမမ ရပ်ပေးသလိုပျော်ရှင်စရာတွေနဲ့တွေ့ရတဲ့အခါကျရင်ကိုယ့်အတွက်မုဒိတာပွားပေးကြပါတယ်။ကျမကြေကျုပ်ခံနေရတဲ့အချိန်မှာကျမဘေးကနေပြီးတော့မရှိပေမဲ့လည်းဘေးကနေရှိနေတကယ်ဆိုမမမမရပ်တည်ပေးတဲ့သူတွေအားလုံးကိုကျေးဇူးတင်ပါတယ်။ဒီနှစ်တွေအတွင်းမှာကျမမွေးနေ့မှာဆိုလို့ရှိရင်ကမ္ဘာတစ်လွှာမြန်မာဒီမိုကရေစီအင်အားစုတွေကကျမကိုတတိယသောအဖြစ် မွေးနေ့ပွဲတွေကျင်းပပေးတာဟာကျမကိုအများကြီးပဲအင်အားဖြစ်စေပါတယ်အခုလွတ်လာတဲ့သူစုကနိုင်ငံရေးအကျဉ်းသားမဟုတ်လို့ပြောတဲ့ပုံမှာကျမတို့လည်းဟိုကျင်းနပ်ပါဘူးဒေါက်တာသက်ခိုင်ပြောတာကိုကျမတို့ကန့်ကွက်ပါတယ်ဘာဖြစ်လို့လဲဆိုတော့ဟိုသူ့ရဲ့ Nobel ဆုတေကိုတောင်မိသားစုတွေအားလုံးကိုစွန့်လွတ်ပြီးတော့မှဒီနိုင်ငံရေးကိုသူလောက်ခဲ့တဲ့အတွက်သူ့ဒေါအောင်ဆန်းစုကြည်ကနိုင်ငံရေးအကျဉ်းသားမဟုတ်ဘူးဆိုတာကိုလုံးဝ ကန့်ကွက်ပါတယ်လို့ကျမတို့ရဲ့ဟိုနိုင်ငံငါဆောင်ဒေါ်အောင်ဆန်းစုကြည်ကနိုင်ငံရေးအကျဉ်းသားဆစ်ဆစ်ဖြစ်တယ်လို့ပြောချင်ပါဟုတ် AABP နိုင်ငံရေးအကျဉ်းသားများကုညီဆောက်ရှောက်ရေးအသင်းရဲ့စည်းရင်းအရစစ်တပ်ရဲ့မတရားအာဏာလုမှုဖြစ်စဉ်နဲ့ဆက်ဆက်ဖမ်းဆီးခံရသူဒေါ်အောင်ဆန်းစုကြည်နဲ့သမ္မတဦးဝင်းမြင့်တို့ပါဝင် နိုင်ငံရေးအကျဉ်းသားပေါင်း3000နီးပါးရှိပြီးဒီထက်က2500ကျော်ဟာ အခုအထိ ချုံနောင်ခံရစေ ဖြစ်ပါれခမကျွန်တော်မောင်တူပါတနိုင်ငံလုံးပြည့်ရက်စာချုပ်ဖြစ်တဲ့ NCA ဟာလမ်းဆုံးနေပြီးအာနာရှင်စနစ်အဆုံးသက်ရေးသာအဖြစ်ဖြစ်တာကြောင့်မြန်မာစစ်တပ်နဲ့မဆက်ဆံကြဘို့တိုင်းသားလက်နက်ကိုင်6ဖွဲ့ကနိုင်ငံတကာကိုတိုက်တွန်းလိုက်တဲ့သတင်းကိုပြန်လည်ထုတ်လွှင့်ပေးလိုက်ပါတယ်တနင်္ဂနွေလုံးပြစ်ခတ်တိုက်ခိုက်မှုရစဲရေးသဘောတူစာချုပ် NCA ဟာဆက်အနာသိမ်းမှုနဲ့အတူဖြည့်ဆည်းခံလိုက်ရပြီဖြစ်တာကြောင့် UN ASEAN အပါအဝင်နိုင်ငံတကာတန်တမာရီအနေနဲ့ဆယ်နှစ်ပြည့်အခမ်းအနားကိုမတက်ရောက်ဖို့တိုင်းဒေသလက်နက်ကိုင်6ဖွဲ့ကပူးတွဲတောင်းဆိုလိုက်ပါတယ်။ ASEAN ကိုနာမည်ခံပြီးပြုလုပ်တဲ့ဟန်ပြလုပ်ငန်းစဉ်တွေနဲ့2008ဖွဲ့စည်းပုံအောက်ကအတူအယောင်ရွေးကောက်ပွဲတွေဟာတရားဝင်မှုရကျင်တဲ့ဆက်အနာရှင်တွေရဲ့ကြိုးပမ်းမှုသာဖြစ်ပြီးပြည်တွင်ပြည်ပခန့်တွေကိုပို့ပြီးရှေ့ချစီလိမ့်မယ်လို့ ANSI ရေထူရတဲ့ EAO 6ဖွဲ့ကအောက်တိုဘာ13ရက်ရက်စွဲနဲ့ထုတ်ပြန်အသိပေးခဲ့တာဖြစ်ပါတယ်။ အဓိကကတော့နိုင်ငံတကာကနဲ့ဒီနေဦးတော်ထိုင်ရေးမှာကျွန်တော်တို့အတွက်ပြီးတော့တိုင်းသူပြည်သားတွေအတွက်လုံနိုင်တာအများကြီးရှိပါတယ်။စီရေးမဟုတ်ရင်တော့တန်တမာရေးအရာတော်လကောင်းစီပေါ်ရေးအရာတော်လကောင်းဖက်ပေါင်းဆောင်ကနဲ့အဲ့ဒါလို့လူခွန်ကြီးကန္တာကနဲ့တော်လကောင်းလုံနိုင်တာမျိုးအများကြီးရှိပါတယ်။အဲဒါကြောင့်နိုင်ငံတကာကိုကျွန်တော်တို့ဒီအချက်အလက်တွေနဲ့တောင်းဆိုတာဖြစ်ပါတယ်။စစ်ကောမရှင်က NCA ၁၀နှစ်ပြည့်အခမ်းအနားနဲ့အလုံယုံဆွေးနွေးပွဲကို နေပြည်တော်မှာရှိတဲ့ MICC 1မှာအောက်တိုဘာ15ရက်ကနေ18ရက်အထိကျင်းပဖို့ပြင်ဆင်ထားပြီးနိုင်ငံတကာတန်တမန်တွေကိုပါဖိတ်ကြားထားတာဖြစ်ပါတယ်။ဒါကြောင့် EU 6ဖွဲ့ကနိုင်ငံတကာအသိုက်အဝန်းအနေနဲ့ NCA ကိုအကြိမ်ကြိမ်ချိုးဖောက်ခဲ့တဲ့စစ်တပ်ကကျင်းပတဲ့ပွဲကိုမတက်ရောက်ဘဲမြန်မာပြည်သူနဲ့အတူရပ်တည်ကြောင်းပြသဖို့တောင်းဆိုခဲ့ပြီးအာဏာရှင်စနစ်အဆုံးသတ်ရေးသားအဖြစ်ဖြစ်တဲ့အကြောင်းဆိုပါတယ်။ဘလောက်ရက်ဆက်ကြမ်းကြုတ်တယ်နောက်ပြီးတော့ဘလောက်ကို ငင်းငင်းဆိုတဲ့စကားလုံးနဲ့လွဲချော်နေတယ်၊ကွဲလွဲနေတယ်ဆိုတာကိုလည်းပဲဒီအချမ်းဖက်စစ်တပ်ကအကြိမ်ကြိမ်တက်တည်ပြပြီးဖြစ်ပါတယ်ဗျာနော်။အဲ့တော့ကြောင့်မလို့ဒါကိုနားလေသဘောပေါက်ကြတဲ့ဒိုင်းနာတော်လိုင်းအင်အားစုတွေရောမပြည်သူလူတရက်လို့နောက်ပြီးတော့ကျွန်တော်တို့မျိုးသားညီတွေဆိုရွာရောဟာနော်ဒီအချမ်းဖက်စစ်တပ် ကဲခင်ပေးထားတဲ့လမ်းကြောင်းမဟုတ်တဲ့မဟုတ်တဲ့ပေါ့နော်တကယ်ကိုစစ်မှန်တဲ့ငင်းငင်းရေးကိုရရှိနိုင်မှုကိုဒါအတူတူအဲကျွန်တော်တို့သဘောတူညီချက်တွေရယူရတယ်ပြောဆိုဆွေးနွေးကြတာတွေနောက်ပြီးတော့ဘယ်လိုပုံစံမျိုးနဲ့ရှေ့ဆက်သွားကြမလဲဆိုတဲ့ကိစ္စတွေကိုတိုင်ပင်ဆွေးနွေးလျက်ရှိကြသလိုဆက်လက်ပြီးတော့လည်းဥပပေါင်းဆောင်ရွက်သွားဖို့ရှိပါတယ်ဗျ2015ခုနှစ်အောက်တိုဘာ15ရက်နေ့2018ခုနှစ်ဖေဖော်ဝါရီ23ရက်နေ့ဒီမှာ NCA စာချုပ်ကိုလက်မှတ်ရေးထိုးခဲ့တဲ့တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့10ဖွဲ့ရှိခဲ့ပါတယ် အခုထုတ်ပြန်ချက်တွေမှာကရင်အမျိုးသားအစည်းအရုံး KNU မြန်မာနိုင်ငံလုံးဆောင်ရာအကြောင်းသားများဒီမိုကရက်တစ်တပ်ဦး ABSDF ချင်းမျိုးသားတပ်ဦး CNF ပိုးအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် PNL လာဟုဒီမိုကရက်တစ်အစည်းအရုံး RDU တို့အပြင်မွန်ပြည်သက်ပါတီဆေးရနာရှင်တိုက်ဖြတ်ရေး NMSP AD တို့ကထုတ်ပြန်တိုက်တွန်းလာတာဖြစ်ပါတယ်။ကြံဖွဲ့တွေကတော့ရှမ်းပြည်ပြည်လဲထူထောင်ရေးကောင်စီ RCSS ၊ကရင်ငြိမ်းချမ်းရေးကောင်စီ KNU KNLPC ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် DGBA နဲ့ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ARP တို့ပဲဖြစ်ပါတယ်ကျွန်တော်စိုးသူအောင်ပါဟုတ်ကဲ့ပါဒါတွေကတော့တပတ်တွင်းပြည်သူတွေစိတ်ဝင်စားမဲ့သတင်းတွေတဲကထူးခြားတဲ့သတင်းလေးတွေကိုပြန်လဲကောက်နှုတ်တင်ပြပေးခဲ့တာဖြစ်ပါတယ်။နောက်တစ်ပတ်မှလည်းပြန်လဲထုတ်လွှင့်ပေးအောင်ပါပါ။ DVB ရုံးမြင့်တန်ကြားကိုကြည့်ရှုအားပေးနေကြသူများလို့ရစံနာပြေဝကြပါစေရှင်။ကျွန်မကတော့ဒီဂျူလိုက်ပါ။